မင်္ဂလာပါရှင်ဆရာမဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့ grade 6 mathematics ရဲ့ပြန်လည်လေ့ကျင့်ခန်းနံပါတ်3 4 5ပဲဖြစ်ပါတယ်။၃ကအောက်ပါညီမချင်းများ၏အဖြေအတီတီကိုမှန်းစာချင်းဖြင့်ဖြေရှာပါမှန်းစာခိုင်းတာနော်။ကြည့်ဒါဆိုဆရာမတို့ဒီတိုင်းပဲခန့်မှန်းပြီးတော့မှအဖြေကိုရေးလိုက်မယ်။မတွက်ပြတော့ပါဘူး။ x + 5 = 7ဆိုတော့ x မို့ဘလို့ဖြစ်မလဲ2။ခါဝေးက x plus 2 equal 12 x plus 2က12ဆိုလို့ရှိရင် X တမောက10 10အပေါင်းနဲ့က7 P+4 က21ဆိုတော့ P နဲ့4နဲ့ပေါင်းခြင်းက27 27ဆိုရင်ဆရာတို့ဒီမှာ P တမောဘလောက်ဖြစ်မလဲ16 16ရဲ့16နဲ့4နဲ့ပေါင်းလိုက်လို့ရှင်ဘလောက်ရလဲ27ရမယ်ရပြီနော်ကြည့်ဒါဆိုနောက်တစ်ခုက 10 minus y equal to 6 10တဲ့ကနေ y ကိုတော့600ရတယ်ဆိုတော့10တဲ့ကနေဘာအောင်လုပ်လို့ရှိရင်600လေအဲ့ဒါလေးစဉ်းစားမယ်10တဲ့က4ကိုနှုတ်10တဲ့က4ကိုနှုတ်လိုက်လို့ရှိရင်600ဒါကြောင့်မလို့ y တန်ဖိုးဒီ4ဆိုလို့ရရပြီနော်4 equal 9 minus 8 9ကိုတဲ့ကနေ a ကိုနှုတ်တာဒီ4ရရတယ်ဒါဆိုရင်ကိုတဲ့ကနေဘလောက်ကိုနှုတ်လို့ရှိရင်လေးရတယ်လဲဆိုတာစဉ်းစားမယ်ဆိုတော့9 minus 5ဒီ4ရမယ်9 minus s က3 ်ဆိုတော့ကိုရဲကနေ6ကိုလုံးရင်300ဒါကြောင့် s equal to 6အဲ့ဒီတော့ 3x 5 11ဆိုတော့ဆက်မတော့ဒီမှာ x တမ်းကိုစဉ်းစားမယ်ဆိုတော့1ကိုရင်အစားထိုးကြည့်လိုက်မယ်3တလီ3 305ရဲ့ပေါင်း10ဆိုတော့မရဘူး2ကိုအစားထိုးလိုက်မယ်3တလီ6 605ရဲ့17ဒါဆိုရင် x တမ်းကနေရမယ် x 2ဒီမှာလဲအစားထိုးကြည့်မယ်နော်ဒီမှာအစားထိုးကြည့်မယ်သူက2ကနေပြီးတော့မှအာဒီမှာဘာကိုစားလို့ရှိရင်300တလေဆိုတော့ သုံးဆိုလို့ရှိရင်တော့မပြတ်ဘူးဆိုတော့ server က6ဆိုပြီးစဉ်းစားကြည့်မယ်ပိုင်းခြေက2နှစ်တလီနှစ်3လီဆိုတော့အဖြေက3ဆိုတော့ extend mode ဒီဘလောက်ဖြစ်မလဲ6ဖြစ် extend mode 6ကိုဒီမှာအစားထိုးလိုက်တော့နှစ်တလီနှစ်နှစ်3လီ6ဆိုတော့အဖြေဒီ3ရတယ်ရပြီနော်အဲ့ဒါဆိုရင်ဆရာမကကျန်နေတယ်၄ရ၅ရ6ရကိုဆက်ပြီးရှင်းပြမယ် ကြောင်တောင်တောင်တွင်လိမ္မော်သည်အချို့ရှိရာတောင်တောင်မှာလိမ္မော်သည်တချို့ရှိတယ်။ခုနှစ်လုံးပုတ်သွားတယ်။ခုနှစ်လုံးပုတ်သွားတယ်။65လုံးသာကျန်နေဆိုရင်မူလကထိုတောင်တွင်လိမ္မော်သည်မိများရှိတယ်နေ။ဒါဆိုဆရာမတော်ကဘာကိုမသိခင်ချမလဲဆိုတော့မိမူလကရှိတယ်လိမ္မော်သည်။မူလကတောင်ထဲမှာ ရှိတယ်လိမ္မော်သည်။ဆိုတော့မူလကရှိတော့လိမ္မော်သည်မူလကရှိသောလိမ္မော်ဒီကိုဘာလို့ထားမလဲဆိုတော့ ညီမြချင်း x လုံးဟုထားပါဟုတ်ပြီအဲ့တော့မူလက x လုံးရှိတယ်တောင်တောင်မှာလိမ်မော်သေးတချို့ရှိတယ်အဲ့ဒါတချို့ကပါလဲဆိုတော့ x လုံး x လုံးထဲမှာမှခုနှစ်လုံးပုတ်သွားတယ်ဆိုတော့ဆရာမတို့ကအဲ့ဒါလေးကိုရေးပြရမယ်ခုနှစ်လုံးပုတ်သွားတော့ခုနှစ်လုံးပုတ်သွားလို့ရှိရင်ကြံတော့လိမ်မော်သေးဒီမှာကြံတော့ လိမ်မော်သည်ကျန်တော့လိမ်မော်သည်ဒီဘလောက်လဲဆိုတော့ x 7လုံးဆိုရရမယ်ရပြီเนาะအဲ့ဒါဆိုရင်ဆရာဘာတော့ညီမြချင်းရေးလို့ရသွားပြီညီမြချင်းပုံစံရေးတော့ မြင်မြချင်းပုံစံရေးမယ် x 7 x ဒီမူလကရှိတဲ့လိမ္မော်ဒီအဲ့ဒီလိမ္မော်ဒီကနေခုနှစ်လုံးဖယ်လိုက်တဲ့အခါမှာ60နဲ့၅လုံးချင်းကဲဒါကိုရှင်းလိုက်တဲ့အခါမှာ x 7 7ဒီဘက်ကလည်း65 7ဆိုမှရအဲ့တော့ -7 7က0ဆိုတော့ x တမောဒီ72ဒါဆိုရင်မူလကရှိတဲ့လိမ္မော်ဒီကရှိတော့လိမ္မော်ဒီ ြည်မြချင်း80နှလုံးဒါဆိုလို့ရှိရင်ဒီ80နှလုံးဒီဒီ external 72ကိုကျွန်တော်ကချိန်ကြိုက်မယ်ချိန်ကြိုက်တဲ့အခါမှာလက်ဝဲလက်ရညီအောင်လုပ်ပြီးတော့မှဒီ XMO ဒီဒီတောင်းထဲမှာလိမ္မော်ဒီရှိတယ်မူလလိမ္မော်ဒီရေကျက်ဒီ80နှလုံးဖြစ်ပြီးဆိုတော့အောက်ဆုံးမှာအဖြစ်ရေးပေးလိုက်ရပြီเนาะအဲ့တော့ချိန်ကြိုက်ချင်းဆိုရင်မှချိန်ကြိုက်ပါကိုယ့်ကိုချိန်ကြိုက်တက်သွားပါပြီခုတော့ဟုတ်ပြီလားလွဲပါတယ်လက်ဝဲလက်ရနှိပြလိုက်ရုံပဲနောက်တစ်ခုနံပါတ်5မတ်တန်တင်ဤ တင်ချာရမှတ်တွင်6မှတ်ပေါင်းချဲ့တော့80ရပါသည်တဲ့မူလာကဒုမအီတင်ချာရမှတ်သည်မိများဖြစ်တယ်နိမှတ်တင်တင်ရဲ့တင်ချာရမှတ်မှာ6မှတ်ပေါင်းချဲ့တယ်ပေါင်းချဲ့တော့80ရတယ်မူလာကဒုမရဲ့တင်ချာရမှတ်ဘလောက်လဲဒါဆိုဆရာမတော်ရှာကျင်တော့မသိကိန်းထားမယ်မူလာကဒုမအီအော် sorry မူလာကဆမရောအဒီတူမဆိုတာမတင်တင်ကိုပြောတာမို့လို့မူလာကမတင်တင်ဤတင်ချာရမယ်ဆိုပြီးရှိလိုက်မယ် နောက်ပြီးတော့မတ်တင်တင်ဤတင်ချာရမတ်တီ x မတ်ဆိုပြီးတော့ရမယ် x မတ်ဟုထားပါဆိုပြီးရေးလိုက်မယ်ဒါဆိုလို့ရှိရင်အဲ့ဒီတင်ချာရမတ်မှာ6မတ်ပေါင်းထည့်လိုက်မယ်6မတ်ပေါင်းထည့်တော့เนาะထည့်ပေါင်းတော့ထည့်ပေါင်းလိုက်တော့ရမတ်ရမတ်ဒီဘယ်လောက်ဖြစ်လာမလဲ x 6မတ် ရှာသည်ပေါ့ကဲဒါဆိုရင်မြတ်ချင်းရေးလို့ရသွားပြီညီမြချင်းပုံစံရေးတော့ညီမြချင်းပုံစံရေးတော့ဆိုပြီးတော့မှဘာတွေညီသွားမလဲဆိုတော့ x + 60 60ဖြစ်သွားမယ်။မူလကတင်ချာရမှတ်သေးကိုနောက်ထပ်6မှတ်ပေါင်းလိုက်လို့ရှိရင်သူရဲ့ရတဲ့ရမှတ်သည်80ရပဲ။အဲဆိုတော့ x + 6 = 80ရမယ်။ဆက်မလို့လိုချင်တာက x ကိုပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါင်း6ကိုနှုတ်ပေးလိုက်မယ်။ x + 6 - 6 = 60 - 6။ဒါဒီ0 x equal to 60ရဲ့က6ခုနော်84ဒါဆိုရင်မူလကမတင်တင်ဤတင်ချာရမှတ် တင်ချာရမတ်တီ90လေးမရမယ်။ဒါပြီးနော်အဲ့တော့ချင်းကြိုက်ချင်းကတော့ခုနလိုပဲရှေ့မှာဆက်မလို့တက်ထားတဲ့ပုံစံတွေအတိုင်းပဲ x 72ကိုညမြချင်းတွေအစားတွင်းတော့ဆိုပြီးလက်ဝဲဖက်လက်ရဖက်အစားတွင်းမယ်။ထို့ကြောင့်ဆိုပြီးတော့မတင်တင်ဝင်မတင်တင်ဤတင်ချာရမတ်တီ94မှဖြစ်သည်ဆိုပြီးရေးလိုက်ရုံပဲရပြီနော်။ နံပါတ်6ကျိုးတချောင်းဝင်၅ဘိုင်းအညင်မြဘိုင်းရာတစ်ဘိုင်းဒီနှစ်ပေရှိတော့မူလကကျိုးအလျာမင်းမီများရှိတယ်နိဆရာမတို့လိုချင်တာဒီမူလကကျိုးအလျာအဲ့ဒီကျိုးအလျာကိုဘာထားမလဲ x ထားမယ်မတိခင် x တစ်ခုကိုထားလို့ရတယ်ကျန်တာထားခြင်းလည်းရတယ်နော် x သူကမူလကကျိုးအလျာဒီဆရာမတို့၅ဘိုင်းပိုင်းလိုက်တော့တစ်ဘိုင်းရာနှစ်ပေဆိုတော့မူလကဒီ x ပေဟုထားပါဒါမှမဟုတ် x ပေဖြစ်ပါစေ ဒါပဲနော်ကဲဒါဆိုလို့ရှိရင် x ရသွားပြီမူလကကျိုးလည်းရာက x x ကိုမှကျွန်တော်က၅ပိုင်းပိုင်းမယ် x ကို၅ပိုင်းပိုင်းမယ်ဆိုတော့ဘာနဲ့စားမလဲ၅နဲ့စားမယ်ဆိုတော့ဘာလို့မလဲ၅ပိုင်းအညီအမျှပိုင်းရာငါငါအညီအမျှပိုင်းလေရှင် the by ce အလျား Dabai si i alaya di x ko ba le sa nga le sa. Nimya x by 5 ပြီဆိုပြီးရမယ်။ရပြီနော်။ကဲဒါကတော့ဒီမူလကျိုးကတော့မူလကျိုးအလျောက် x ပြီ။အဲ့ဒီ၅ဘိုင်းပိုင်းလိုက်တော့ x 5နဲ့စာ။ဥပမာနော်ဆရာတို့ဒီ5နဲ့ဘာကြောင့်စာရလဲဆိုမူလကကျိုးအလျောက်20ပြည့်ရှိရထားပါတော့။သူ့ကိုဆရာမတို့က5ဘိုင်းပိုင်းမယ်ဆိုရင်9 4လီ20ဆိုတော့ဒီဘိုင်းဒီ4ပြည့်4ပြည့်ရှိမယ်ပေါ့။ဒါကြောင့်မလို့ဒီလိုမျိုး x ပြည့်ရှိတဲ့အတွက်ကြောင့်မလို့သူ့ကို9နဲ့စာပေးရခြင်းဖြစ်တယ်။အဲ့ဆိုတော့ညမြချင်းပုံစံရေးမယ်။ x by 5 equal သူက2ပေးရတယ်။ဒါဆိုရင်ဒါသူရဲ့ညီမျှချင်းပဲ။ဟုတ်ပြီနော်။ဒီ9ကိုဆင်မရောမလို့ချင်းဘူး။စားထားတဲ့အတွက်ကြောင့်မလို့မိုက်မြောက်မယ်။ညီမျှချင်းနှစ်ဖက်စလုံးကို9နဲ့မြောက်လိုက်တယ်။ဆိုတော့ဒီဘက်ကိုလည်း9နဲ့မြောက် equal ဒီဘက်မှာလည်း9နဲ့မြောက်ဆိုတော့9 delete 9 delete ရှင်းလိုက်တော့ဒီဘက်က x ဒီဘက်မှာ10ဆိုတော့ဆီယမ်မရို x ကဘာထားခဲ့လဲမူလကကျိုးရလေရထားခဲ့တာ ဆိုတော့မူလကကျိုးလေရညီမြချင်းတက်ဆက်ပြီးဒါဆိုချိန်ကြိုက်ချင်းကဘယ်လိုချိန်ကြိုက်မလဲ x 10ကိုညီမြချင်းတွေအစာသွင်းတော့ဆိုပြီးမှလက်ဝဲဖက်လက်ရဖက်အစာသွင်းလိုက်လို့ရှိရင်ဆရာမတို့အောက်ဆုံးမှရတဲ့အဖြစ်ဒီဘာရမလဲဆိုတော့ဒါကြောင့်ထို့ကြောင့်မူကျိုးတစ်ချောင်းကိုငါးပိုင်းစီအညီမြပိုင်းမယ်ဆိုရင်မူလကကျိုးလေရသည်တက်ဆက်ပြီးရှိသည်ဆိုတော့မူလကကျိုးလေရညီမြချင်းတက်ဆက်ပြီးဖြစ်သည်ဆိုပြီးတော့မှရေးလိုက်ရုံပါပဲဒါဆိုရင်ဆရာမတို့ဒီပင်ကန်းစာပြီးသွားပြီ ဟုတ်ပြီနော်အဲ့တော့အခန်းခွန်နေရာတင်ထားပြီးသားရှိပါတယ်ခွန်ရှေ90ကိုအထိပါနော်အကုန်လုံးတင်ထားပြီးသားရှိပါတယ် channel မှာရှာပြီးတော့ကြည့်ကြည့်ပါခုလိုဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်မသိတာရှင်လည်းမေးလို့ရပါတယ်ဆရာမအချိန်ရရင်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီ comment မှာဖြေလို့ရရင်လည်းဖြေပေးမယ်ဗီဒီယိုလုံးရမယ်ဆိုရင်လည်းလုပ်ပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်